တွေရှိတာပေါ့ဒါဆိုရင်ကျွန်တော်အကူလို့မှတ်ကမှာကအလွယ်မှတ်ကမှာကအမေရိကန်နိုင်ငံတွေလည်းပဲတပီတောင်ကိုအခြေခံတဲ့ Federal စနစ်မြန်မာနိုင်ငံလည်းပဲ2008တည်းလည်းပဲတပီတောင်ကိုအခြေခံတဲ့ Federal စနစ်ဒါပေမဲ့နိုင်ငံအခြေအနေချင်းမတူတဲ့အခါကျတော့ဟိုဘက်နိုင်ငံကပေးတဲ့ Federal အရေးအတွက်နဲ့မြန်မာနိုင်ငံမှာပေးတဲ့အရေးအတွက်နဲ့တော့မတူတာပေါ့ဗျာမတူတာပေါ့ဒါပေမဲ့အခုတော့ကျွန်တော်နိုင်ငံကြီးကရွေ့သွားပြီမြန်မာနိုင်ငံအသစ်ဖြစ်ပြီဗျာလာမယ့်မြန်မာနိုင်ငံဒီ Federal နိုင်ငံတော့ ဘလို့ federal လဲပြောလို့ရှိရင်ကျွန်တော်တို့က regional federalism သွားတာ regional federalism ကျွန်တော်မြန်မာနိုင်ငံကဟိုပင်လုံစာချုပ်စာချုပ်ပြီးကလေးကတိဆောက်ခဲ့တဲ့အဲ federation ကို federal နိုင်ငံပဲဒါပေမဲ့အဲ့ဒါလူမျိုးကိုအခြေခံတဲ့နိုင်ငံဖြစ်တယ်ဗျနော်ကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်အဲလူမျိုးနာမည်တွေတတ်မှတ်ပေးထားတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ ကရင်ပြည်နယ်ဟာကရင်နေရှိလို့ကရင်ပြည်နယ်ပေးလိုက်တဲ့သဘောဖြစ်တယ်။ကချင်ပြည်နယ်မှာကချင်နေရှိလို့ကချင်ပြည်နယ်သတ်မှတ်ပေးလိုက်တဲ့သဘောဖြစ်တဲ့အခါကျတော့အဲ့ဒီမှာတချို့လူမျိုးတွေကနော်တချို့လူမျိုးတွေကပြည်နယ်မရသေးဘူးလူမျိုးကိုမူတည်တဲ့ဖက်ဒရယ်ကိုပေးထားတဲ့အခါကျတော့ဟာခင်ဗျားတို့2008ကလူမျိုးကိုအခြေခံတဲ့ဖက်ဒရယ်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကလည်းပြည်နယ်မရသေးဘူးဟောဝါကလည်းတောင်းတယ်ဝါကလည်းတောင်းတယ် အဲပလောင်ကလည်းတောင်းတယ်ကိုးကန့်ကလည်းတောင်းတယ်ဒါအရင်တော့တောင်းကြတာကိုပြောတာနော်အဲ့တော့ကကြတော့ကျွန်တော်တို့ကဥဒန်းရွှေကြီးခင်မှာပေါ့နော်ဥဒန်းရွှေကြီးခင်မှာအဲ့လိုတွေတောင်းကြတဲ့ခါကျတော့မဖြစ်သေးဘူးဆိုပြီးတော့ကျွန်တော်တို့ကဖွဲ့စည်းပုံတွေရေးတဲ့ခါကျတော့ကဲခရိုင်ကိုအခြေခံပြီးတော့ရော့ကိုပိုင်ဦးချုပ်ကိုရတိုင်းမင်းကယူရော့ပလောင်မင်းမြို့နယ်ကိုအခြေခံပြီးတော့မင်းကနဲတာကိုသူကမြို့နယ်နှစ်မြို့နယ်ပဲရှိရောနော် မြို့နယ်ကိုအခြေခံပြီးတော့နော်ကိုပိုင်ဦးကျော်ကိုရဒေသယူဆိုပြီးတော့ပြည်နယ်တော့မရဘူးပြည်နယ်စစ်တက်မလာနဲ့မရဘူးနော်အဲ့လိုတောင်းလို့ရှိရင်ဘာဖြစ်ပါလဲတခြားလူမျိုးတွေကလည်းပဲလိုချင်ပါလေလိုချင်ပါအဲနာကဆိုလဲအဲ့လိုပဲပြည်နယ်တောင်းတော့ဘယ်ရဘာမပေးဘူးဘာဖြစ်လဲနာကကိုပိုင်ဦးကျော်ကိုရဒေသဆိုပြီးပြေးလိုက်ရတယ်အဲ့ဒါဘာဖြစ်လို့နယ်တွေပဲ့ပဲ့သွားတာလဲသိလားရှမ်းပြည်နယ်ကရှမ်းပြည်နယ်မဟုတ်တော့ဘဲနဲ့ဘာဖြစ်လဲအစိမ့်စိမ့်မှမှာဘာလို့ကွဲသွားတာလဲ အဲအဲ့တော့လူမျိုးကိုအခြေခံတဲ့ဖက်ဒရယ်ကိုသွားနေလို့အဲ့တော့နာဇာကအစိုးရကဒီဘက်ခေလိုက်ကြတဲ့ကြောလူမျိုးကိုအခြေခံရင်တော့တခြားတော့တိုင်းသားတွေကဆက်တောင်းကြအောင်ပါပဲနော်ထက်တောင်းကြလို့ရှိရင်ထက်ပြီးတော့တက်တရာတွေထက်တယ်အောင်မယ်ဒီတက်တိုင်းသားလက်နက်ကိုင်တွေပုံများလာရင်အဆင်ပြေမှာမဟုတ်ဘူးအဲ့တော့ငါတို့ regional federalism ဒေသကိုအခြေခံတဲ့ federal ကိုသွားမှဖြစ်မယ်ဆိုပြီးတော့2023ကနေစပြီးတော့ကာလုံမှာစပြီးတော့ဆွေးနွေးပြီးတော့ဆုံးဖြတ်ချက် ချခဲ့ကြပါတယ်ဗျဒါကြောင့်မလို့ဒီ2008တဲမှာပါတဲ့စစောကဖက်ဒရယ်လက္ခဏာတွေကို suppressor sharing ဖြစ်တဲ့ဝေမျှထားတဲ့ဥစ္စာတွေကဥပမာဇယားတစ်နှစ်သုံးမှာလုတ်ပိုင်ခွင့်အာဏာတွေပေးထားတယ်ဆိုပါစို့ဝေမျှပေးထားတယ်အဲ့ဒီအာဏာတွေတက်ကိုပို့ပြီးထက်တိုးပေးပြီအခုတိုင်းဟိုဟိုပါတီတွေနဲ့နတ်ဆက်ကအစိုးရနဲ့ဆွေးနွေးထားတာအစင်ရှစ်စင်နဲ့ဆွေးနွေးထားတာကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်တာအားလုံး53ချက်ပြင်ပြီးွားပြီ မူအားဖြင့်ပြင်ပြီးွားပြီကိုကိုကြီးလည်းသဘောကျသွားတယ်ကိုကိုကြီးသဘောကျလို့ငြိမ်နေတာသဘောမကျရင်ကိုကိုကြီးကငြိမ်နေမှာမဟုတ်ဘူးကိုကိုကြီးဆိုတဲ့ liberal သမားကနော်အဲ့တော့53ချက်ကိုမူအားဖြင့်တက်မတော်ကလက်ခံလိုက်ပြီသူတို့ဆွေးနွေးပြီးွားပြီအကြမ်းနဲ့ဆွေးနွေးပြီးွားပြီလွှတ်တော်တက်လာတဲ့ခါကျလို့ရှိရင်လွှတ်တော်တက်မဲ့အမတ်မှန်သမားကအဲ့ဒီ53ချက်ကိုအသေးစိတ်ဆွေးနွေးရတော့မှာနော်အသေးစိတ်ဆွေးနွေးရတော့မှာမင်းတို့မခေါ်ဘူးမလာနဲ့မလာနဲ့ဒူး နော်မလာနဲ့မခေါ်ဘူးမင်းတို့အနေနဲ့ဒါဆိုလို့ရှိရင်နော်ဒီ Federal ဖွဲ့စည်းပုံကိုဒီချက်ကောင်းတဲ့ကောင်းအောင်အရင်ကလူမျိုးကိုဦးစားပေးတဲ့ Federal ကနေတဆင်ဒေတာကိုဦးစားပေးတဲ့ Federal ကိုသွားဖို့ဖွဲ့စည်းပုံအခြေခံဥပဒေအချက်လက်ပေါင်း53ချက်ပြင်ပြရဆိုတာကိုဒီမှာနိုင်ငံသူနိုင်ငံသားတွေသိဖို့ကျွန်တော်ကဝေမျှပေးလိုက်တာပေါ့ဒါဆိုလို့ရှိရင်ဒီတစ်ပိုင်းကိုနားလည်မယ်လို့ထင်ပါတယ်เนาะ